PIC line အကြောင်းကိုလည်းဆရာတစ်ချက်တော့ဟောပေါ်ဒီအသေးစိတ်လေးထပ်ပြီးရှင်းပြပေးပါအောင်ဆရာโอเคကျွန်တော်တို့ဒီ IU စီယုံမှာတော့ PIC line available ဖြစ်ပါတယ်ဒီ PIC line ထည့်ပေးတဲ့ service တွေကျွန်တော်စီမှာရှိပါတယ်အဲ့တော့ PIC line က CVC တက်စာလို့ဆိုရင် technically ထည့်ရတာတော့ပိုခက်တာတော့မှန်တယ်ဆိုပေမဲ့ဒီ PIC line ထည့်ထားတဲ့လူနာတွေကသူ very comfortable ပါသူတို့ကဒီလက်မှာပဲဒီ ပြန်စီစီလိုင်းလေးထည့်ထားပြီးတော့ပုံမှန်ကန်ယူလာတစ်ခုရှိတယ်လို့မျိုးပဲသူ့ကင်တွေအသုံးပြုရတာရယ်လူနာကလည်းဒီထဲမှာပိုက်လေးတစ်ခုပဲရှိတာပဲသိရသူအကုန်လုံးပုံမှန်ကန်ယူလာတစ်ခုလို့ပဲသူရှိရတော့သူ့တက် comfortable ဖြစ်တာတော့အဓိကပါပဲနောက်ပြီးတော့သူကဒီ hub တွေထဲထဲကဒီ structure တွေက complicate မဖြစ်တဲ့အတွက်နောက်ပြီးတော့ infection လဲတချို့ဟာတွေက resistant ဖြစ်တဲ့အတွက် infection risk နည်းပါတယ်နောက်သူကနေပြီးတော့ထည့်ထားတဲ့ size ပုံမူတည်ပြီးတော့ blood sampling ယူလို့ရတယ် တော့သူစီမှာ blood transfusion ပေးဖို့အတွက်ဆိုရင်လည်းသူရဲ့ size က4 French 5 French ဆိုရင် blood transfusion ပေးလို့ရတယ်။နောက် inotrope တွေ vasopressor တွေကိုလည်း CVC line တိုင်းပဲကျွန်တော်တို့ပေးလို့ရတယ်။နောက်သူစီကနေပြီးတော့ဒီ high concentration electrolytes တွေနောက် total brain drain nutrition မျိုးတွေပေးမယ်ဆိုလို့ဆိုရင်လည်း convenient ဖြစ်ပါတယ်။ နောက်ပြီးတော့ဒီ patient เนี่ย long term အတွက်ကျွန်တော်တို့ chemo ဆက်ပေးမယ်နောက်ပြီးတော့အိမ်ပြန်သွားပြီး antibiotic home antibiotic ဆက်ထိုးမယ်ဆိုတော့ဇင်လေဒီဟာလေးကသူ့စီမှာကျွန်တော်တို့ home medical care အတွက်လည်းကျွန်တော်ဆက်ပြီးတော့သုံးလို့ရနိုင်ပါတယ်အဲ့တော့ဒီ patient တွေအတွက်ဆိုလို့ဇင်တော့ PICC line က comfortable ဖြစ်တယ် long term သုံးလို့ရတယ်အိမ်ပြန်သွားပြီးတော့လည်းဆက်သုံးလို့ရတဲ့အတွက်ကြောင့်မလို့သူတို့အတွက်အများကြီး convenient ပို့ဖြစ်ပါတယ်။သူအဓိကအားသာချက် CVC တက်ပို့အားသာတာခုနပြောတဲ့အချက်တွေအကုန်လုံးပါပဲ။ comfortable ဖြစ်တယ် နှစ်ပတ်တက်ပို့ပြီးတော့သူက3လအနေ6လအထိတုံးလို့ရတယ် infection risk လည်းနေတယ်အဲ့တော့သူ့ကိုကျွန်တော်တို့က prefer ဖြစ်တော့လူနာတယောက်ဆေးရုံမှာ CVC ထည့်ထားရဲဆိုရင်တော့မှသူ့ကို ongoing treatment လိုရဲဆိုရင်ဒီ resuscitation acute phase ကျော်သွားရင်ကျွန်တော်တို့က PICC line ပြောင်းထည့်ပေးပြီးတော့သူ discharge ကြရင်လည်းဒါကိုလိုအပ်ရင်ကျွန်တော်ဆက်ထည့်ပေးလိုက်လို့ရပါတယ်